မင်္ဂလာပါအခုချိန်အားစပြီးတော့အော်တိုဘာလ28ရက်နေ့တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမိပါ KIO KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအမ်ပန်လာကအစအုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲအပေါ်အထူးစိုးရိမ်နေလို့အောက်တိုဘာလ25ရက်နေ့မှာကြာရောက်တဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့65နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းမှာထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဗိုလ်ချုပ်ကြီးအမ်ပန်လာကစစ်ပွဲတွေအဆုံးသတ်ဖို့တခုတည်းသောလမ်းဟာဆိုရင်နိုင်ငံရေးဆွေးနွေးအဖြေရှာခြင်းပဲဖြစ်တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာမှာရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့နဲ့ကန့်ကွက်တဲ့အဖွဲ့ဆိုပြီးတော့အဖွဲ့ကြီးနှစ် ွဲ့ပေါ်လာတော့မှာဖြစ်တယ်လို့လည်းဆိုပါရယ်ဒီအဖွဲ့နှစ်ဖွဲ့ကညှိနှိုင်းဖို့ခက်ခဲသွားတော့မှာဖြစ်ပြီးပြည်တွင်းစစ်ကလည်းပို့ပြီးတော့ကြာရှည်သွားနိုင်တယ်လို့ထောက်ပြပါရယ်စစ်ကော်မရှင်တပ်ကဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲပထမပိုင်းကိုကျင်းပဖို့ပြင်ဆင်နေပြီးကချင်ပြည်ထဲမှာတော့ဒီမြကြီးနာမိုးညင်းတနိုင်းပူတာအိုးစတဲ့မြို့နယ်တွေမှာကျင်းပသွားမယ်လို့ကြေညာထားတာပါဗိုလ်ချုပ်ကြီးဘန်လာကစစ်အုပ်ချုပ်မှုအောက်ကပြည်သူတွေကိုလည်းဒီရွေးကောက်ပွဲမှာပါဝင်တာပဲဖြစ်ဖြစ်မပါ ါဝင်တာပဲဖြစ်ဖြစ်သတိပြုဖို့ကိုတိုက်တွန်းချပါတယ်။တဦးတယောက်ရဲ့ပါဝင်မှုက နိုင်ငံထဲမှာအတူရှင်တွဲနေထိုင်ကြတဲ့ပြည်သူတွေရဲ့ဘဝကံကြမ္မာကိုဆုံးဖြတ်ပေးတယ်ဆိုတာကိုသတိပြုကြပါလို့လဲဆိုပါတယ်။ KIO အနေနဲ့လည်းနိုင်ငံရေးနဲ့စစ်ရေးကိုချိန်ခွင်ရှာညီအောင်ညှိပြီးတော့တော်လှန်ရေးလမ်းစဉ်တွေကိုအောင်မြင်အောင်ဖော်ဆောင်သွားမယ်လို့ဗိုလ်ချုပ်ကြီးကအတည်ပြုပြောကြားခဲ့ပါတယ်။ဒါ့အပြင်ဌာနေတိုင်းရင်းသားတွေကြားမှာသွေးခွဲပြီးတော့ ော့လက်နက်ပေးကင်နေတဲ့လောက်ရဟာရန်သူမဟုတ်တဲ့ဆွေမျိုးအချင်းချင်းကိုသွေးခွဲနေတာဖြစ်တယ်လို့ပြည်သူတွေကိုပြန်ပြီးတော့ရှင်းပြဖို့ကို KIO တာဝန်ရှိသူတွေကိုလည်းတိုက်တွန်းထားပါတယ်။ကချင်ပြည်ထဲမှာဆိုရင်တော့စစ်တပ်ဟာလီဆူရဝမ်ရှမ်းနေစတဲ့တိုင်းရင်းသားတွေကိုပြည်သူစစ်အဖွဲ့တွေဖွဲ့ပေးပြီးတော့လက်နက်တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ KIO ဥက္ကဋ္ဌရဲ့65နှစ်ပြည့်မိန့်ခွန်းဟာဆိုလို့ရှိရင်စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပေါ်တော်လှန်ရေးအင်အားစုတွေရဲ့သဘောထားကိုထင်ရှားစေတဲ့အပြင်ပြည်တွင်းစ စ်ရှေးကြမှာကိုစိုးရိမ်မှုဟာလည်းအဓိကသတိပေးချက်တစ်ခုဖြစ်ပါတယ်။အာကောတူးလေဒေတာကရင်ပြည်အတွင်းမှာရှိတဲ့ကျောင်းဆရာဆရာမတွေရဲ့ပညာရေးလုပ်ငန်းတွေဆက်လုပ်ကင်နိုင်ဖို့အတွက်နှစ်စဉ်ထောက်ပံ့ကြေးရန်ပုံငွေအရေးပေါ်လိုအပ်နေတယ်လို့ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန KECD နဲ့ကရင်ဆရာဆရာမများအသင်း KTWG တို့ကတောင်းဆိုလိုက်ကြပါတယ်။2025 26ပညာသင်နှစ်မှာဆရာဆရာမအယောက်1000ကျော်အတော့အတိုင်းပတ်ငွေတယောက်ကိုဘတ်12000ပံ့ပိုးပေးဖို့ရည်ရွယ်ထားကြပေမဲ့လက်ရှိမှာတော့ရန်ပုံငွေဟာ96ရာခိုင်နှုန်းပဲရထားတာဖြစ်ပါတယ်။47ရာခိုင်နှုန်းကအရေးပေါ်လိုအပ်နေတယ်လို့ KTWG ရဲ့အော်တိုဘာလ20ရက်နေ့ထုတ်ပြန်ချက်ကဆိုပါတယ်။ဒီလိုမျိုးရန်ပုံငွေမလုံလောက်တာဟာဆိုရင်စီးပွားရေးမတည် ငြိမ်မှုနဲ့ကုန်စည်နှုန်းမြင့်တက်မှုတွေကြောင့်ဆရာဆရာမတွေရဲ့မိသားစုတွေအထွတ်ဝင်ထုတ်ဝင်ပိုးတွေပိုပြီးတော့များလာစေတယ်လို့ KTWG ကထောက်ပြပါတယ်။ကျောင်းဆရာအာဆော့ဆဲဝါကလည်း drone တွေပြန်တန်းနေတာနောက်ပြီးတော့စစ်တပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ကျောင်းယုံစိတ်တွေစာမတင်ရဲတော့ပဲနဲ့အာဒီကျောင်းယုံစိတ်တွေကြောင့်ပေါ့လေအတိကတော့စာမတင်ရဲတော့ပဲနဲ့တောတောင်တွေထဲမှာတင်ကြနေရတာမျိုးပုန်းခုနေရတာမျိုးအာခိုလုံဖို့အတွက်မြေကျင်းတွေဒီကထုပ်ကျင်းတွေတူးရ တာမျိုးတွေလုပ်နေကြရတယ်လို့ပြောပါတယ်။ဒါပေမဲ့လည်းအဲ့ဒီကနေရရှိလာတဲ့နှစ်စဉ်ထောက်ပံ့ခြင်းဟာမိသားစုအတွက်အစားအသောက်အဝတ်အစားအာကျန်းမာရေးပေါ့လေ။ပြောရမယ်ဆိုလို့ရှိရင်စားဝတ်နေထိုင်ရေးအတွက်အခြေခံလိုအပ်ချက်တွေကိုတစုံတရာဖြည့်ဆည်းပေးနိုင်တာဖြစ်လို့စားတင်ကြရေးပေါ်မှာစိတ်အားထက်သန်မှုကိုတိုးမြင့်ပေးတယ်လို့ဆိုပါတယ်။ဆရာဆရာမတယောက်ချင်းစီအတွက်ပံ့ပိုးကူညီနိုင်ပြီးဆရာဆရာမတွေဒီစိတ်ဖြည့်ဆည်းမှုမရှိဘဲနဲ့ပညာရေးကိုဆက်လုပ်နိုင် င်ဖို့အတွက်အရေးပေါ်လိုအပ်နေတဲ့ရန်ပုံငွေကိုဝိုင်းဝန်းပြီးတော့ကူညီပေးကြဖို့ KECD နဲ့ KTWG တို့ကတိုက်တွန်းတောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ဒေသတွေမှာစစ်ကော်မရှင်တက်ကလို့ယူဆရတဲ့အာဒီတရှိုးပူပေါင်းပေါ့လေ spy volume အာတရှိုးကင်းထောက်တဲ့မိုးပြံပူပေါင်းတွေအသုံးပြုပြီးတော့ထောက်လန်းနေတာကိုမြန်မာစစ်ပတ်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကသတိပေးထုတ်ပြန်ထားပါတယ်။ဒီပူပေါင်းတွေဟာ2020ခုနှစ်ကလေးကစတွေ့ခဲ့တာဖြစ်ပြီးလက်ရှိမှာလည်းနယ်စပ်ဒေသတွေနဲ့ Greeny ၊ကချင်၊ရှမ်း န်ကရင်ပြီးတော့ဒီအခုတလောတိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်အဲ့ဒီဒေသတွေမှာအ धिक ပြန်တန်းနေတာကိုသတိပြုရမယ်လို့ဆိုပါတယ်။ဘူပေါင်းတွေဟာဆိုလို့ရှိရင်မြေပြင်အမြင့်ပေ6000လောက်ရဲ့အထက်ပေါ့လေအထက်မှာပြန်တန်းနိုင်တာကြောင့်အရန်ကိုအန္တရာယ်များတယ်လို့ဆိုပါတယ်။ဒီဘူပေါင်းတွေရဲ့အန္တရာယ်တွေကတော့ GPS အချက်ပြမှုနောက်ပြီးတော့စစ်လက်နက်ပစ္စည်းတွေရဲ့သတင်းအချက်လက်တွေအားလုံးကိုခိုးယူနိုင်တာနောက်ပြီး drone တွေနဲ့ Wi-Fi ဆက်သွယ်မှုတွေကိုချိတ်ဆက်ပြီးတော့လေထဲကန နေထောက်လန်းတာတွေကိုပါလှုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ဒါကြောင့် MDSI ကပြည်သူတွေကိုအချက်၃ချက်ကိုအလေးထားဆောင်ရွက်ဖို့အောက်တိုဘာလ25ရက်နေ့မှာထုတ်ပြန်ပြီးတော့တိုက်တွန်းထားပါတယ်။နံပါတ်၁ကတော့စောင့်ကြည့်သတင်းပို့ဖို့ဖြစ်ပါတယ်။တန်တရားဖြစ်ဖွယ်အရာဝတ္ထုကိုတွေ့ရင်အချိန်မီ သတင်းပို့ပါလို့ဆိုပါတယ်။နံပါတ်၂ကတော့ဖုံးကွယ်ကာကွယ်ပါ။စစ်စခန်းတွေနဲ့အရေးကြီးတဲ့နေရာတွေကိုအနည်းအောင်အောက်ရောင်ချီခံနိုင်ရည်ရှိတဲ့ပစ္စည်းတွေနဲ့ဖုံးကွယ်ဖို့တိုက်တွန်းထားပါ ါတယ်။နံပါတ်3ကတော့တံပြန်ဆောင်ရွက်ပါ ဆိုလိုတာကတော့လိုအပ်ရင်ပြစ်ခတ်ဖြည့်ဆည်းတာဒါမှမဟုတ်အာလိုင်းလိုင်းဖြတ်တဲ့အာနီလန်းတွေနဲ့တားဆီးကာကွယ်ဖို့ပဲဖြစ်ပါတယ်။အနည်းငယ်ထောက်လန်းရေးဒီစပိုင်ဘောလုံးတွေရဲ့အနေကိုသတိပြုပြီးတော့လုံခြုံရေးအတွက်သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့အစည်းတွေရဲ့ညွှန်ကြားချက်တွေကို လိုက်နာကြဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။အောက်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံ ငံကွာလာလမ်ပူမှာကျင်းပနေတဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် Justice for Myanmar JFM အဖွဲ့ကြီးကအာဆီယံကို အရေးပေါ်တောင်းဆိုမှုတစ်ခုလုပ်လိုက်ပါတယ်။ JFM ကမြန်မာအစ်စ်အုပ်စုရဲ့တရားမဝင်ရွေးကောက်ပွဲကိုပြည့်ပြတ်သားသားညှင်းပယ်ဖို့နဲ့စစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာအာဆီယံရဲ့ဒီကြံ့ရပါပတ်သက်နေမှုတွေကိုအဆုံးသတ်ဖို့အောက်တိုဘာလ23ရက်နေ့မှာထုတ်ပြန်ပြီးတော့တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။ JFM ရဲ့ဒီထောက်ပြချက်အရဆိုလို့ရှိရင် ASEAN အဖွဲ့ဝင်နိုင်ငံတွေမှာဒီအခြေစိုက်တဲ့ကုမ္ပဏီ54ခုကစီးပွားရေးဆက်နွယ်မှုတွေဟာစစ်အုပ်စုရဲ့အကြမ်းဖက်ဆစ်ဆင်ရေးကို အသက်ဆက်ပေးနေတယ်လို့ဆိုပါတယ်။ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကတော့စစ်အုပ်စုရဲ့နာမည်ကန်ရွေးကောက်ပွဲဟာဒီအမိခံပေါ့လေအဲ့ဒီရွေးကောက်ပွဲဟာဒီမိုကရေစီလမ်းကြောင်းမဟုတ်တဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုတရားဝင်မှုပ ေးဖို့လှည့်ကွက် ဖြစ်တယ်လို့ပြောပါတယ်။ဒါ့အပြင်စစ်အုပ်စုဟာတန်ခတ်ပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့နာဆကကနေနလအကအဖြစ်နာမည်ပြောင်းလဲခဲ့တာဟာလည်းပြည်ရဲ့တသက်ပဲဖြစ်တယ်လို့ JFM က RCM ကိုတတိပေးထားပါတယ်။ JFM ရဲ့အဓိကတောင်းဆိုချက်၃ခုကတော့ဒီနံပါတ်၁စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုညှင်းဆန်ဖို့နံပါတ်၂က RCM အဖွဲ့အစည်းတွေမှာစစ်အုပ်စုရဲ့ကိုယ်စားလှယ်တွေကို ပိတ်ပင်ဖို့နံပါတ်၃ကတော့ဒီစ ဆက်အုပ်စုကိုငွေကြေးလင်းရင်စီစီစဉ်မှုလမ်းကြောင်းတွေကိုဖျက်တောက်ဖို့လို့ဖြစ်ကြပါတယ်။ဆက်အုပ်စုရဲ့ရာဇဝတ်မှုတွေကနေမြန်မာပြည်သူတွေအာဒါမကပေါ့လေဒေသအတွင်းကိုပါကာကွယ်ဖို့အာဆီယံမှာတာဝန်ရှိတယ်လို့ GFM ကတိုက်တွန်းထားတာဖြစ်ပါတယ်။ ထိုင်းရောက်မြန်မာတွေအနေနဲ့ရက်90အာ90ရက်တာအတွင်းပေါ့လေဝစ်စားစင်ရင်မှုအထူးသတိပြုဖို့အတွက်သတိပေးချက်ကိုဆက်ပြီးတော့ပြောပြပါမယ်။ထိုင်းပြည်မင်းမြတ်ကြီးရဲ့အာမေတော်ကြီးဖြစ်သူ မိဖုရားကြီးတိရိခေဟာအသက်93နှစ်အရွယ်မှာအော်တိုဘာလ24ရက်နေ့ညပိုင်းကနှက်ရွာဆန်ကံတော်ကုန်ခဲ့ပြီဖြစ်ကြောင်းတော်ဝင်အိမ်တော်ယုံကနေထုတ်ပြန်ကြေညာထားတာရှိပါတယ်။ဆိုတော့ဒီအဖြစ်ပြက်ကြောင့်အာထိုင်းအစိုးရအဖွဲ့တွေဟာ ဝန်ထဲချင်းအထိမ့်မဲ့အစီအစဉ်ကိုကျင်းပပါတယ်အစိုးရရုံးတွေမှာရက်30တိတိနိုင်ငံတော်အလံကိုတဝက် short ချပြီးတော့လွှင့်တင်ရမှာ ဖြစ်ပါတယ်အစိုးရဝန်ထမ်းတွေနဲ့အရာရှိတွေကတော့တနစ်တာပတ်လုံးပေါ့လေဝန်ထဲချင်းအထိမ့်မဲ့ဝတ်စုံအနက်ကိုဝတ်ဆင်ကြရမှာ ဖြစ်ပါတယ်ဒီမှာအထူးအရေးကြီးတာကတော့ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလုပ်သားတွေဒီမှာလာနေနေတဲ့သူတွေထိုင်းမှာလာနေတဲ့သူတွေလိုက်နာဖို့အချက်တွေပဲဖြစ်ပါတယ်ထိုင်းအစိုးရ ကပြည်သူအားလုံးကိုဒီနေ့ကစပြီးတော့ ရက်60အတွင်းပေါ့လေအနက်ရောင်ဒါမှမဟုတ်အရောင်ဖြော့တွေပဲဝတ်ဆင်ဖို့ကိုမြစ်တာရက်ခံထားပါတယ်။ဒါအပြင်ဖြော်ပြင်းနေရာတွေဖြစ်တဲ့ကာရာအိုကေဆိုင်အရက်ဘီယာဆိုင်နဲ့ဒီပွဲလမ်းသဘင်စတဲ့ဖြော်ပြင်းလုပ်ငန်းတွေကိုလည်းရက်30အတွင်းအခြေအနေအရာပေါ့လေရက်ဆိုင်ဖို့ဒါမှမဟုတ်ရင်တော့မှ short ချကြဖို့မြစ်တာရက်ခံထားပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာနေထိုင်ပြီးတော့အလုပ်လုပ်ကြနေကြတဲ့ဒီမြန်မာပြည်သူတွေအနေနဲ့ရွှေ့ပြောင်းမြန်မာအလုပ် မားတွေအနေနဲ့ပေါ့လေရက်60တီတီဝစားစင်ရင်မှုကိုအထူးဂရုပြုပြီးတော့အာဒေတာရဲ့ဒလေထုံတန်းနဲ့နောက်ပြီးတော့အစိုးရရဲ့မြစ်တာရက်ခံချက်တွေကို လိုက်နာကြဖို့တတိပေးလိုက်ရပါတယ် ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ယူကရိန်းကိုထောက်ခံတဲ့နိုင်ငံပေါင်း20ကျော်ကကမ္ဘာဈေးကွက်ထဲကရုရှားရဲ့ရေနံနဲ့သဘာဝတန်းဝိတ်ကိုဖယ်ရှားဖို့သဘောတူညီခဲ့ကြပါတယ်။ UK နဲ့ပြင်သစ်နိုင်ငံတို့ကဥဆောင်အောင်တဲ့ဒီလူလားသုံးမဟာမိတ်များလို့အဓိပ္ပာယ်ရတဲ့ Coalition of the Willing ထိပ်သီးညီလာခံအပြီးမှာ UK ဝန်ကြီးချုပ် Sir Keir Starmer ကအာရုရှားရဲ့စစ်ရန်နေရအတွက်ရန်ပုံငွေတွေကိုပိတ်ဆို့ရမယ်လို့ပြောလိုက်ပါတယ်။လန်ဒန်ထိပ်သီးညီလာခံမှာအာရောက်နေတဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကတော့တိုက်ခိုက်မှုတွေရပ်ဆဲဖို့ဆိုရင်တခုတည်းသောလမ်းကရုရှားကိုဖိအားပေးဖို့ပဲဖြစ်တယ်လို့ပြောပါတယ်။အာဥရောပခေါင်းဆောင်တွေကလာမယ့်နှစ်နှစ်အတွက်ပေါ့လေယူကရိန်းရဲ့ဗန္ဒာရေးလိုအပ်ချက်တွေကိုပံ့ပိုးသွားဖို့ကိုလည်းသဘောတူခဲ့ကြပါတယ်။အရင်ကဆွေးနွေးနေတဲ့ဒီ ပိတ်ဆို့ရပ်တန့်ထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုယူရို140ဘီလီယံကို တုံးမယ်ဆိုတော့ဆွေးနွေးမှုတွေကိုတော့ဆက်မလုပ်ပဲရပ်ဆိုင်ထားပါတယ်လန်ဒန်အစည်းအဝေးမှာယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုဘလို့အဆင့်မြင့်တင်သွားမလဲဆိုတာကိုဆွေးနွေးခဲ့ကြပေမဲ့အသေးစိတ်ထုတ်ပြန်ထားတာတော့မရှိသေးပါဘူးဒီပြင်သစ်သမ္မတအာမက်ခရွန်ကတော့အွန်လိုင်းကနေအစည်းအဝေးကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်ယူကရိန်းကိုကူညီဖို့အတွက်ဖွဲ့စည်းထားတဲ့ Coalition of the Willing အဖွဲ့ကို UK နဲ့ပြင်သစ်နိုင်ငံတို့ကဥဆောင်ပြီးတော့ဥရောပနဲ့ဒီ NATO နိုင်ငံ နေတိုအဖွဲ့ဝင်အများစုကပါဝင်တာဖြစ်ပါတယ်။မကြာခင်ရက်တွေကတော့အမေရိကန်ကရုရှားရဲ့အေယာမအရင်နံကုမ္ပဏီကြီးနှစ်ခုကိုအရေးယူပိတ်ဆို့မှုတွေလုပ်ခဲ့တာကြောင့်အိန္ဒိယနဲ့တရုတ်နိုင်ငံတွေကရုရှားကရေနံနဲ့သဘာဝတန်းွေဝယ်ယူတာကိုရှော့ချခဲ့ကြပါတယ်။ ထိုင်းနိုင်ငံဒီချင်းရိုင်မှာတရုတ်နိုင်ငံသားတယောက်ကို ATM ကပ်ပြား2000ကျော်နဲ့အတူရဲရဖမ်းဆီးလိုက်ပါတယ်။အော်တိုဘာလ23ရက်နေ့မနက်စောစောပေါ့လေ၄နာရီလောက်မှဒီချင်းရိုင်ရဲအရာရှိတွေဟာဘန်တခုနားမှာကင်းလက်နေတော့မှာပဲဒီမတင်ငါစီဟာတရုတ်နိုင်ငံသားတယောက်ကိုတွေ့ခဲ့ပါတယ်။အဲ့ဒီတရုတ်အမျိုးသားနားကိုစုံစမ်းဖို့တွားတဲ့အခါမှာအဲ့ဒီလူကထွက်ပြေးဖို့စူးစမ်းတာကြောင့်ရဲကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အစပြုပေါ့လေ ဖန်းစည်းရမိချင်းချင်းစစ်ဆေးမှုတွေအရာအဲ့ဒီအသက်35နှစ်အရွယ်တရုတ်မျိုးသားစီမှာ ATM ကပ်ပြအများကြီးနဲ့ဒီငွေလွှဲတဲ့ဖြတ်ပိုင်းတွေအများကြီးကိုတွေ့ခဲ့တာဖြစ်ပါတယ်။ထပ်ပြီးတော့စစ်ဆေးတွေ့ရှိချက်တွေအရာဆိုရင်ရဲကအဲ့ဒီလူနေတဲ့ဟိုတယ်အခန်းကိုဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့ ATM ကပ်ပြအာ2035ခု နောက်ပြီးတော့ငွေသားကဘတ်9သိန်းကျော်နဲ့ဘတ်အကောင့်နံပါတ်တွေနောက်ပြီးတော့ကပ်ပြအသေးစိတ်အချက်လက်တွေပါတဲ့စာရ ရွက်စာတမ်းတွေကိုသိမ်းဆည်းရမိခဲ့ပါတယ်။အဲ့ဒီဖမ်းဆီးခံရတဲ့သူဟာသူ့ကိုတရုတ်လူမျိုးတစ်ယောက်ကဒီ luck app ပေါ့လေဒီဒီ application ကနေအာငွေထုတ်ဖို့ငွေလွှဲဖို့ညွန်ကြားချက်တွေကို ပေးခဲ့တယ်လို့ဝန်ခံထားပါတယ်။ရဲကဒီလုပ်ငန်းဟာ online ရာဇဝတ်မှုကွန်ရက်တစ်ခုခုနဲ့ပတ်သက်နေမယ်လို့ယုံကြည်ထားပါတယ်။လောလောဆယ်တော့သူ့ကို တခြားသူတွေကိုနစ်နာကြည့်ရှိတဲ့နစ်နာဇေနိုင်တဲ့တခြားလူတွေရဲ့ဒီ electronic ကပ်ပြားတွေကို အသုံးပြုဖို့ရည်ရွယ်ချက်နဲ့လက်ဝဲထားရှိမှုတွေနဲ့အမှုဖွင့်ထားပါတယ်။ ဲ့ဒီတရုတ်မျိုးသားကတော့တရုတ်နိုင်ငံဟူဘက်ပြည်နယ်ကပဲဖြစ်ပါတယ်နယူးဇီလန်ကအသက်73နှစ်အရွယ်ကလေးငယ်လေးတယောက်ရဲ့ဥရီထဲမှာတော့ဆွဲအပြင်း တန်လိုက်လုံးအများကြီးကိုခွဲထုတ်ယူခဲ့ပြီးတော့ဒီဥတချို့ကိုပါဖျက်ထုတ်ခဲ့ရပါတယ်။၄ရက်ကြာအောင်ဘိုင်းနာနေတဲ့အတွက်ဆယ်ကျော်သက်ကလေးငယ်ကိုဒီထော်ရန်ဂါဆေးရုံမှာအတွဲလူနာအဖြစ်ထားရှိခဲ့ပါတယ်။သူကအဆရာဝန်တွေကို မြေရှားတပ်တို့တွေမှာပါတဲ့အာ နီရိုဒီမီယံပေါ့လေဒီနီရိုဒီမီယံနဲ့လှုပ်ထားတယ်အားပြင်းတန်လိုက်အလုံး80ကနေအလုံး100လောက်အထိကိုမျိုးချလိုက်တယ်လို့ပြောပြပါတယ်ထပ်မံရိုက်လိုက်တဲ့အခါမှာတော့ဆက်နေတဲ့တန်လိုက်တုံးတွေကိုဥရဲ့နေရာလေးခုမှာတွေ့ခဲ့ကြပါတယ်မျိုးချထားတဲ့တန်လိုက်လုံးတွေကိုခွဲစိတ်ပြီးတော့ထုတ်ယူတဲ့ခဲ့ရပြီးတော့ဒီဥတချို့ကိုလည်းအစိတ်ပိုင်းတချို့ကိုလည်းဒီဖြတ်တောက်လိုက်ရတယ်လို့ဆိုပါတယ် တကယ်ခွဲလိုက်တဲ့အခါမှာတော့တန်လိုက်တုံးတွေကကလေးရပြောသလိုပေါ့လေအလုံး80နဲ့ဒီတရာအလုံး80တရာမကဘဲနဲ့အလုံးကြီး200နီးပါးလောက်အထိ ရှိနေတယ်လို့ဆရာဝန်တွေကပြောပါတယ်ဒီအပြင်းနဲ့တန်လိုက်တွေကို သူကအာထန်းမှုလို့ခေါ်တဲ့ဒီ online အာဈေးရောင်းချရတဲ့နေရာပေါ့လေအဲ့ဒီ application ကနေတဆင့်ပေါ့လေဈေးရောင်းချရတဲ့နေရာကနေတဆင့်အဝယ်ယူခဲ့တာဖြစ်ပုံရတယ်လို့ New York Post တဲ့မှာဖော်ပြထားပါတယ် သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။